Leap Motor C11 EV SUV ကတဲ့မိဆက်ပွဲပါ။ဒီကားမှာဆိုလို့ရှိရင်တခြားကားနဲ့မတူတဲ့ fashion တစ်ခုပြောပါဆိုလို့ရှိရင်ကျွန်တော် face recognition ပဲတွင်ငန်းအယောင်ကအရန် luxury ဖြစ်တယ်ဈေးလုံးလေးကလည်းတဲ့နေကားကလည်းအရန်ကောင်းနေတယ်ရွှတ်စရာကလည်းအကုန်ပါနေတယ်အပြစ်ပြောစရာလည်းမရှိတော့ဘူးဆိုရင်လူတွေကပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးတော့ရွှေ့ချက်စရာဖြစ်တယ်ထို့ကြောင့်မို့လို့လည်းဒီနေ့ launch လုပ်လိုက်တာနဲ့သုံးဖြတ်ပြီးတော့တခါတည်းဝယ်တယ်ဆိုတော့ ကိစ္စမျိုးတွေဖြစ်တာပါ cash down ပေးပြီးတော့ဝယ်တဲ့ customer အတွက်ကိုသိ80 cashback ပေးပါကျွန်တော် EY balance ချိန်ပြီးတော့ auto loan နဲ့ဝယ်မယ်ဆိုလဲသူကရောင်းပေးအောင်ပါ promotion နေရာမှာလာရောက်ပြီးတော့ရှိနိုင်ပါတယ်လို့ပြောချင်ပါတယ်အရန်တက်ပါတယ် ရတော့2025ရဲ့ဒီ Leap Model C11 EV SUV ကားတဲ့မိဆက်ပွဲပါအာပြီးတော့ကိုယ်တိုင်လည်းစီးနေတဲ့ကားဖြစ်တဲ့လို့ပြောမိသားစုဟို brand လည်းဖြစ်တဲ့အတွက်ကြောင့်မလို့တက်ဖြစ်တာပါဟုတ်ကဲ့ကျွန်တော်က Leap Motor မြန်မာ brand ambassador လည်းဖြစ်တယ်ပြီးတော့ဒီ C11 new version 2025 launch လုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်တက်ရောက်ဖြစ်တာပါဟုတ်ဝါဘေးတယ် ဲဒီကားမှာဆိုလို့ရှိရင်တခြားကားနဲ့မတူတဲ့ function တစ်ခုကိုပြောပါဆိုလို့ရှိရင်ကျွန်တော် face recognition ပဲ ကျွန်တော်ကားဆက်နိုးမယ်ဆိုတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ step button တွေဘာညာတွေလောက်ဆရာမလိုပဲနဲ့ကျွန်တော်တို့ face recognition ဖတ်ပြီးတဲ့အခါကြမှသာလေကားဆက်နိုးလို့ရမယ်တကယ်လို့ကိုကတကယ် face recognition မလောက်ထားဘူးဆိုလို့ရှိရင်ကျွန်တော် passcode ထည့်ပြီးတော့မှကျွန်တော်တို့ကားဆက်သွားလို့ရတဲ့သဘောမျိုးလေးပေါ့နော်ဒါလေးကတော့တခြားကိုင်းနဲ့မတူတဲ့ဒီကားမှာပါတဲ့ထူးခြားတဲ့အချက်လေးလို့ပြောရမှာပေါ့နော်ပြောင်းလဲသွားတဲ့ဟာတွေကတော့ဒီ C11 new version မှာအဓိက infotainment system က floating ဖြစ်သွားတယ်အပြင်ကိုကြွတက်လာတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကတော့သတိထားမိစရာအချက်ပဲနောက်ပြီးတော့ခုံဒီဇိုင်းတွေပြောင်းသွားတ ယ်ပြီးတော့အတွင်းကန်းအယောင်ပေါ့နော်အတွင်းကန်းအယောင်ကအရန် luxury ဖြစ်တယ်အဲ့ဒါကတော့ကျွန်တော်တတိထားမိတယ်ကျွန်တော်သဘောကျတဲ့အချက်တွေပေါ့နော်ကလာနဲ့ဆိုလို့ရှိရင်တော့အခုကျမတို့မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးဖြစ်တဲ့အဖြူရောင်နဲ့အမဲရောင်ကိုတော့အဲဦးစားပေးပြီးတော့ရောင်းချပေးပါတယ်။တခြားအရောင်တွေနဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့အချိန်တစ်ခုအဲစောင့်ဆိုင်းနိုင်တယ်ဆိုလို့ရှိရင်တော့ကျမတို့အခြားအရောင်တွေကိုလည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။ကျွန်တော်တို့ The New Liberty Water C11 ကတိကျရေးတော့ပါတော့ဒီမော ီကားမှာတော့အဓိကတော့ကျွန်တော်အကြိုက်ဆုံးကိုပြောရမယ်ဆိုရင်တော့ဈေးနှုန်းပဲဟွန်းเนาะဈေးနှုန်းပဲအရေးကြီးဆုံးကအဲ့ဒါပဲမြန်မာနိုင်ငံမှာတော့များသောအားဖြင့်အကုန်လုံးကဈေးကိုအရင်ကြည့်တာဈေးကိုကြည့်ပြီးတော့မှကားဘလောက်ကောင်းကောင်းဈေးအရင်မြင့်သွားရင်လည်းပွင့်လင်းကျွန်းစိတ်မဝင်လာတော့ဒါပေါ့ဒါပေါ့အဲ့တော့ဈေးနှုန်းလေးကလည်းတင့်နေကားကလည်းအရန်ကောင်းနေတယ်ရွှတ်စရာကလည်းအကုန်ပါနေတယ်အပြစ်ပြောစရာလည်းမရှိတော့ဘူးဆိုရင်အဲ့ကားလူတွေကပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးတော့ရွှေ့ချက်စရာဖြစ်တယ်ထို့ကြောင့်မို့လို့လေဒီနေ့ launch လုပ်လိုက်တာ ਨੇ တခါတည်း အဲသုံးဖြတ်ပြီးတော့တခါတည်းဝယ်တယ်ဆိုတော့ကိစ္စမျိုးတွေဖြစ်တာပေါ့ဒါကိုကြည့်ချင်းအဖြစ်ဒီကားဒီ price to performance မှာလုံးဝကွက်တီကျနေလို့သာဒီ customer တွေကရုံရုံကြီးကြီးနဲ့ဝယ်တယ်ပြီးတော့ limited မြန်မာရဲ့ brand image တိစောက်ထားမှုပေါ့ तू ကအခုမှဝင်လာတာမဟုတ်ဘူး तू SKD ကားတွေလည်းထုတ်နေပြီဒီကားတွေကိုလည်းအရှိအရှိတွေမှာလည်းတင်သွင်းလာခဲ့ပြီးသားဂျုံကြည့်ပြီးသားဗျာဆိုလိုချင်တာဂျုံကြည့်ပြီးသားဖြစ်တဲ့အတွက်ဒီ minute ပိုင်းအတွင်းမှာ night ပိုင်းအတွင်းမှာချက်ချင်းအကြောင်းဝင်တွေဖြစ်ပါ န်လက်စရီတိတ်တစ်တဲ့ကားရစီနော်ပြီးတော့အာပုံမှန်ဆိုရင်အာ SUV ပဲလေငိမ့်ငိမ့်ညောင်းညောင်းလေးနဲ့တကယ်ခမိုက်မိုက်ဖြေရင်လို့ရမယ်ကားရစီအဲ့တော့အဲ့ကားကိုကျွန်တော်တို့အာဘွဲလုတ်တဲ့ကာလပေါ့နော်ကျွန်တော်23ရက်နေ့ကနေပြီးတော့26ရက်နေ့ထိဒီညမာပလာဇာ promotion area မှာပဲလာဝယ်မယ်ဆိုရင်အာကျွန်တော်တို့ cash down ပေးပြီးတော့ဝယ်တဲ့ customer အတွက်ကို80 cash back ပေးပါ เนาะအဲ့တော့ A80 cashback ပေးမှာ BB ဆိုရင်အဲ့လိုမှမဟုတ်ပဲနေကျွန်တော် AY balance ချိန်ပြီးတော့ auto loan နဲ့ဝယ်မယ်ဆိုလေသူကရောင်းပေးအောင်ပါအဲ့ဒါကိုလေ auto loan နဲ့ဆိုရင်လည်း30%ပဲ down payment ပေးရမယ်ပြီးရင်9ရက်အရစ်ကျနဲ့ဝယ်ယူလို့ရတယ်အဲ့တော့ auto loan နဲ့ဝယ်မဲ့ HP နဲ့ဝယ်မဲ့ customer ရဲ့အတွက်ကိုလေ30 50 cashback ကချက်ပြီးတော့ပေးတောင်းပါအဲ့ဒါဆိုတော့အာကျွန်တော်လည်းဖိတ်ခေါ်ပေးကြပါတယ်ဒီကျွန်တော်ညမပလာဇာမှာကိုရင်ကိုကြလာကြည့်ပါကိုရင်ခန်းစားကြည့်ပါပြီးတော့ကားလေးကိုဝင်လိုက်တာနဲ့အာကျွန်တော်လီမော်တာပြောထားတဲ့ Leslie Bike ကမာလဲဆိုတော့ကောင်းကောင်းသိရမှာပါအဲ့တော့လာပြီးတော့လေ့လာပါပြီးတော့ဝယ်ယူဖို့အတွက်လည်းကျွန်တော်ဒီနေရာကနေပြီးတော့အိုက်တွန်းချက်ပါတယ်အားသွင်းတာက လူရက်ထင်တာဒါကြီးကိုအလုတ်တစ်ခုလို့ထင်တာဒါပေမဲ့အဲ့အာသွင်းနဲ့နိုင်ဝက်မိနစ်40ဆိုတာခြောက်ရင်စင်းချင်းမှာကားကိုထားခဲ့ထမင်းသွားစာပြန်လာပြည့်ပြီပြည့်ပြီလုံးဝတေချာပေါက်ပြည့်အဲဒါပေမဲ့လူတိုင်းကတော့ရန်ကုန်မန္တလေးသွားရင်တော့တေချာပေါက်လမ်းမှာတော့ထမင်းစားရစားမစားရင်တော့တစ်ချိန်တော့ဘုတ်တော်စားပါပဲဘုတ်တော်စားပါပဲလက်ဖေးတော့တောက်ပါပဲအဲတွိုင်လက်တော့ခဏတော့ဝင်ပါပဲအဲ့အချိန်လေးမှာအာသွင်းလိုက်ရင် ပြီးသွားတယ် EV ကားနဲ့ပတ်သက်လို့ရှိရင်ဒီကျောင်းတို့တွေကရေဖြတ်ရမလားတော်တော်များများကရေထဲမှာဆိုဖြတ်မရောက်ပါညာဆိုရင်ဆရာကြီးကဥဆောင်ပြီးတော့ဖြတ်ပါတယ်အလေးတွေအရင်တင်လို့မရဘူးဆိုလို့ရှိရင်ကားပေါ်မှာလိုအပ်တဲ့သတ်မှတ်ထားတဲ့အလေးချိန်ထက်ကျော်လွန်၍အလေးတွေကိုတင်ပြီးတော့သွားပါတယ်အရန်ပူနေတဲ့ကမ္ဘာအပူဆုံးအချိန်ကမ္ဘာအပူဆုံးမြို့လို့သတ်မှတ်တဲ့မြို့တွေကိုလည်းမယမနာသွားပါတယ်ကျွန်တော်တို့ content တဖို့လောက်ရည်ရပါလားအဲ့လိုမျိုးသွားခဲ့တဲ့ C11 ဖြစ်ပါတယ် အဲ့တုန်းကသွားခဲ့တဲ့အဲစီလဲဘက်က2000ဆန်အတွက်နဲ့ကိုအခုဒီ2025မှာဆိုလို့ရှိရင်ပို့ပြီးတော့မှသူ့ရဲ့ feature တွေသူ့ရဲ့ performance တွေအကုန်လုံးကအများကြီးပို့ပြီးတော့မှတိုးတက်လာတာဖြစ်တဲ့အတွက်ကိုကိုယ်တိုင်လည်းလာရောက်ပြီးတော့ subscribe လုပ်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်တစ်ခုကကြည့်သဘောကြတာတော့ဒီ after sales နဲ့ spare parts အပိုင်းနေလဲတာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့အတွက်ကြောင့်မလို့ဒီကိုကားကိုရုံရုံကြည်ကြည်နဲ့စိတ်ချစွာဝယ်ယူခြင်းနေတဲ့အတွေ့အကြုံတွေအတွက်ကတော့ ရွေးချယ်တဲ့ကား EV SUV ကားလို့မြင်ပါတယ်ရှင့်ဟုတ်ဒီကနေ့မှာမိတ်ဆက်ပေးမယ့် Limo Town မြန်မာရဲ့2025ခုနှစ်ဗာရှင်း The New Limo Town Luxury Premium Crossover SUV EV ကားတင်ပြချက်ပါဒီမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံမှာမကောက်ဘူး ဒီကမ္ဘာနိုင်ငံအသီးသီးမှာဆိုလို့ရှိရင်လည်း EV ကအရွေးအပြောင်းတစ်ခုဖြစ်လာပြီလေဒီကာလမှာဆိုရင်ဆိုတော့ဒီမြန်မာနိုင်ငံအနေထားနဲ့မှာဆိုလို့ရှိရင်လည်းကျမတို့ EV ကားတွေအများကြီးဝင်လာကြတယ် EV ကားတွေလည်း market ထဲမှာအများကြီးရှိတယ်ကောင်းတာတွေလည်းတကယ်ကောင်းတဲ့ကားတွေလည်းအများကြီးရှိကြပါတယ်အဲ့တော့ customer တယောက်ညီနဲ့ကားဝယ်တော့မယ်ဆိုလို့ရှိရင်ဒီဘသူကညွန်လို့ဘယ်ဝါညွန်လို့ဘယ်မှာထွေးလိုက်လို့ဆိုတာထက်ဟိုဝယ်မဲ့ကားရဲ့နောက်ခံကုမ္ပဏီကတကယ်ရောခိုင်မာမှုရှိရလား after say spare part တောင်းတင်းခိုင်မာမှုရှိရလားကောင်းကောင်း support လုပ်ပေးနိုင်ရလားဆိုတဲ့အချက်ကိုတော့အရင်ဦးဆုံးလေ့လာကြည့်ကြတယ်ပေါ့နော်ကျွန်တော်တို့ lead motor အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ lead motor တွေမကားတဲ့အခြားကား brand တွေလည်းတင်လို့ကုမ္ပဏီက MPK motor အနေနဲ့ဆိုလို့ရှိရင်တော်တော်များများလည်းလူသိများပြီးသားဖြစ်တဲ့ခိုင်မာတဲ့ကုမ္ပဏီဖြစ်ပြီးရဖြစ်တဲ့အတွက်စိတ်တိုင်းကလာရောက်စမ်းသပ်ကြည့်ပြီးတော့မှအဲဝယ်ဖို့ရွေးချယ်ဖို့အတွက်ကိုလည်းတိုက်တွန်းပါတယ် များကြီးကားကြီးရောင်းရပါစေ။ Non user တွေတက်ဖို့တကယ်လုပ်နိုင်ပါစေလို့ဆုတောင်းပါရစေ။ Promotion ဒီ23 24 24ရက်ပေါ့။ဒီ၄ရက်မှာ လာပြီးတော့အဲလာပြီးတော့ဝယ်ယူပြီးတော့အပီလို့ကြည့်ရှုလို့ရပါတယ်လို့ပြောချင်ပါတယ်ရှင်။ဒီမြန်မာနိုင်ငံကိုမသွင်းရသေးတဲ့နောက်ထပ်တခြား model အစ်စ်တွေလည်းအများကြီးရှိပါတယ်။အဲ့ဒါတွေဒီသွင်းတဲ့ခါကျရင်လည်းဒီအများကြီးရောင်းရပါစေ။အခုလိုမျိုး customer တွေနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ပွဲတွေလည်းအများကြီးလုပ်ပေးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေ။ ကျွန်တော်ဒီမှာတောင်းပန်ဒီချက်မကအောင်မြင်ပါစေပြီးတော့ကျွန်တော်ရဲ့စပါများအတွက်အကောင်းဆုံးဝန်ဆောင်မှုများကိုဒီချက်မကဒီကြီးပေးနိုင်ပါစေလို့ဆုမကောင်းတောင်းရင်အဲ့တော့ဒီစဉ်းစားတဲ့ကောင်းချီးတို့များခင်ဗျာ Here we go 3 2 1